ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မလာရီစင်ယူဆက်ကွန်မြို့တွင်းပေါ်လုံးတင်ဟာအာရှဖလားပြိုင်ပွဲအတွက်မဲခွဲဖို့မဲဥရီအခုခွဲချလိုက်တယ်ပေါ့လေအုပ်စုစင်ကိုမဲမခွဲခင်ဘယ်တင်းတွေကဘယ်မဲဥမှာပါမဲဆိုပြီးတော့မဲခွဲလိုက်ချိန်မှာမဲဥနံပါတ်4ရဲ့ကိုကြောက်သွားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီမဲဥထဲမှာဆိုရင်မြန်မာနဲ့အတူတူလက်ဘနွန်ပါတယ်တရုတ်တိုင်ပြီးပါတယ်အဲ့တော့မဲဥနံပါတ်4က အသင်းနေနဲ့မြန်မာဟာတွေ့ဖို့မရှိတော့သူ့ရဲ့ရှေးကမဲအို3ဦးဟာမဲအို1ကတသိန်းမဲအို2ကတသိန်းမဲအို3ကတသိန်းနဲ့မြန်မာတောင်းဆိုရကြဖို့ရှိနေပါတယ်ခင်ဗျာဟုတ်ကဲ့ဒီတော့မြန်မာလက်ရွေးစီယူစက်ကောင်မျိုးသမီးအသင်းဟာ ranking အရာမဲအို number 4ရဲ့ကိုကြောက်သွားတာဖြစ်တဲ့အတွက်အုပ်စုချက်ကစားရဖို့ကတော့ကျင်းတည်သွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့မဲအို number 1ထဲမှာဆိုရင်အင်ရှင်တရုတ်ပါတယ်လက်ရှိချန်ပီယံမြောက်ကိုရီးယားပါတယ် ြီးခဲ့တဲ့2024ခုနှစ်ယူဆက်ကွန်ပျူတာအာရှဖလားပြားမှာဒုတိယရခဲ့တဲ့ဂျပန်ပါတယ်။အဲ့သုံးသင်းတဲ့တသင်းကမြန်မာနဲ့လာပြီးတော့ဖို့စုတုံးစုတွေကြမှာခင်ဗျာ။မဲအိုးနံပါတ်1မှာဆိုရင်2024ခုနှစ်ယူဆက်ကွန်ပျူတာအာရှဖလားပြားမှာတတိယရရှိခဲ့တဲ့တောင်ကိုရီးယားပါတယ်။ပြီးတော့ထိုင်းနဲ့ဩစတြေးလျပါတယ်။အဲ့တော့တောင်ကိုရီးယားနဲ့ဩစတြေးလျကိုရှောင်နိုင်ခဲ့ရင်တော့ထိုင်းကိုတော့မြန်မာရင်ဆိုင်အောင်ရှိနေပါတယ်ခင်ဗျ။အဲမဲအိုးနံပါတ်3ကိုကြည့်လိုက်မှာဆိုရင်ဖိလစ်ပိုင်ဗီယက်နမ်နဲ့အိန္ဒိယတို့ပါဝင်ပါတယ်။ဒီတော့ မြန်မာလူ့ရေးစင်အမျိုးသမီးတင်အုပ်စုအဆင့်မှာရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေကတော့တကယ့်ကိုတိတိကျကျလေးပဲဖြစ်ဖို့ရာခိုင်နှုန်းများနေပါတယ်ခင်ဗျဟုတ်ကဲ့ယူဆက်ကုံအမျိုးသမီးအာရှဖလားပြိုင်ဘက်အတွက်အုပ်စုအဆင့်မဲခွဲပွဲကိုတော့လာမယ့်2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မြန်မာလို့ဆိုရင်အဲ့ဒီနေရာပြည်တော်စုနေကြရလေအဲ့ဒီနေမှာကျင်းပသွားလို့ရှိနေပါတယ်ယူဆက်ကုံအမျိုးသမီးအာရှဖလားပြိုင်ဘက်အုပ်စုအဆင့်မဲခွဲပွဲအခမ်းအနားကိုမလေးရှားနိုင်ငံကွာလာလာပူမြို့မှာကျင်းပသွားအောင်ဖြစ်ပါတယ်ခင်ဗျရှေ့စစ်ပွဲအောင်မြင်လာတဲ့အသင်းရှစ်သင်းဟာ ဘိုင်ရရှိထားတဲ့အသင်းလေးသင်းနဲ့ပေါင်းစည်းပြီးတော့ပြိုင်ပွဲကိုရှင်ပြန်ရတာဖြစ်ပါတယ်ပြိုင်ပွဲကိုအလိုအလျောက်ဝင်ခွင့်ရတဲ့အသင်းလေးသင်းကအိရှင်တရုတ်လက်ရှိချန်ပီယံမြောက်ကိုရီးယား2024ခုနှစ်ယူဆက်ကုန်ပြည်သူ့အာရှဖလားပြိုင်ပွဲမှာဒုတိယရရှိခဲ့တဲ့ဂျပန်နောက်ပြီးတော့တတိယရရှိခဲ့တဲ့တောင်ကိုရီးယားကိုဖြစ်ပါတယ်ခင်ဗျဒီလေးသင်းတဲကတစ်သင်းဒါမွေနှစ်သင်းတော့ကိုယ်စုတွေကိုရောက်လာနိုင်ရှိနေတယ်ပေါ့လေမဲဦးနှစ်ကတောင်ကိုရီးယားပါလာမယ်ဆိုရင်တော့ ဒါဒီထက်နှစ်သိန်းကိုမြန်မာလေးစင်ကြီးဆက်ကုန်မြို့မိသိန်းဟာအုပ်စုဆင်ပါတယ်ရင်ဆိုင်ရောက်ဖြစ်သွားဖြစ်ပါတယ်ခင်ဗျ2026ခုနှစ်ယူဆက်ကွန်မြို့မီအာရှဖလားပြိုင်ပွဲကြီးကို2026ခုနှစ်ဧပြီလ30ရက်နေ့ကနေမေလ18ရက်နေ့ထိတရုတ်နိုင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုတစ်ခုစီမှာ အသင်း၄သင်းစီပါဝင်မှာပါ။အုပ်စုရေအတွက်ကတော့၃ခုဖြစ်ပါတယ်ခင်ဗျ။အုပ်စုပထမနဲ့ဒုတိယရှိတဲ့အသင်းတွေက quarter final ဆင်စီကိုတိုက်ရိုက်တက်လာရောက်ရှိပါလိမ့်မယ်။အုပ်စုတတိယရရှိတဲ့အသင်း၃သင်းတွေက အကောင်းဆုံးအုပ်စုတတိယနှစ်သင်းဟာလေ quarter final ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်ဒီတော့ quarter final အဆင့်မှာနိုင်ပွဲတွေရောက်ပြီး swing final ကိုတက်ရောက်နိုင်ခဲ့ရင်တော့ swing final တက်ရောက်တဲ့အသင်း၄သင်းဟာ U19 အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲအတွက်ရှေ့စပွဲအောင်မြင်သွားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင် U19 အမျိုးသမီးအသင်းတွေနဲ့အုပ်စုချက်ကိုကျော်လွှားနိုင်မလားဆိုတော့ကိုကျွန်တော်တို့စောင့်ကြည့်ရင်ခေါ်ရမှာပဲဖြစ်ပါတော့တယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ